ီရီယန်အဖန်ကိုဝင်းရံအဖြစ်သိကြပါတော့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာဆိုင်ရည်သူဆရာကြီးစောကြီးရေးသားတော့ဖိုးမတင်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဖိုးမတင် ကျွန်ုပ်ဒီတညက်နေတွင်အနောက်ဘက်ကောင်းကင်သို့ငေးမြှော်လျက်နေမိ၏ကောင်းကင်ဝဲတိမ်လွာတို့သည်အချို့ကရွှေရွှေအချို့ကနီနီအချို့ကမယံအချို့ကမှိုင်းမှုံမှုံရှိကြ၍ကောင်းကင်လေယူဤတကိုးကြောင့်အမျိုးမျိုးရှိသောတရံတို့ကိုဖန်ဆင်းကတိမ်ဆက်ခင်းလျက်နေကြလေသည်ထိုအခိုက်တွင်တိမ်ဆိုင်တိမ်ခဲတစ်ခုသည်တိမ်တို့တို့ခုမှပက်ထွက်၍ မင်းပွေဆိုးဟန်နေကြသောတိန်သွားတို့ဤအကြ၌မင်းမင်းဤရက်တီယာလဲလျောင်းရာကိုမမြင်မသိသည့်အလားတောင်တို့ကူးလားမြောက်တို့ကူးလားတတိတဲလွင့်ပြန်လျက်နေလေ၏အချိန်တော်တော်နှောင်းသွားသောအခါကောင်းကင်တစ်ခုလုံးသည်မဲလာလေသည် ရောင်စုံဝင်းပနေသော တိန်သွားတို့သည်လည်းအသေးသေးအယောင်မှေးသွားကြလေသည်အထီးကျန်တိန်ဆိုင်တိန်ခဲသည်လည်းသူ့အလိုလိုပြက်ကျွေသွားလေသည် ကျွန်ုပ်ဒီဤတိန်ကားကိုယခုမှတတိယသဖြင့်ပြန်လည်၍ရေးသားရတော့ထိုနေ့ညနေကတော့မှောင်ကြလာသည်နှင့်တပြိုင်နက်ကျွန်ုပ်၏စိတ်အာရုံတွင်ရောင်စုံဝင်းပနေကြတော့တိန်လွာတို့ပြောက်ွယ်၍အထီးကျန်တိန်ဆိုင်တစ်ခုသာကြံခဲ့လေသည်တို့နှင့်လည်းကျွန်ုပ်၏စိတ်အာရုံသည် တိန်ဆိုင်ခဲ၌သာအကြာအကြီးစူးစား၍မနေခဲ့ပေါ်ပါသောတောင်ပံတစ်ခုကိုရလိုက်သည့်ပမာအစာဆုံးမတိမြင်နိုင်သောဤကဘာကြီး၏ထောင်ဝန်းကျင်သို့ စိတ်တို့၏နှင်းမြန်သောအဟုန်ဖြင့်ထိုမအီမကြက်စားသွားလာခဲ့လေသည်။နောက်ဆုံးတွင်ထိုစိတ်အာယုံသည်ကျွန်ုပ်တို့၏ရွာငယ်သို့နှွေဆန်းစားအခါတိုင်းရောက်လာတတ်သော ဖိုးမတင်ဟုခေါ်ကြသည့်အဖိုးအိုတယောက်ထံသို့ရောက်သွားလေသည်။ဖိုးမတင်သည်ဇရာဒုံလာဘဖြည့်စည်းနှိမ့်ဆက်ခြင်းကိုခံနေရသူတဦးဖြစ်သည့်အားလျော်စွာခါကန်ကန်ရှင်လက်တို့မှာအကြောပြိုင်ပြိုင်ထ၍မျက်စိသည် အတန်ငယ်မွဲဟန့်ရှိလေသည် ထိုအဖိုးသည်ငကိုကပင်ဒုံထိပါဝေ နေတတ်သဖြင့်အကယ်၍သာကိုလက်အင်ကလှုပ်ရှားခြင်းမရှိခဲ့ပါမူမြမအကြောင်းတစောင်းများ၌တွေ့မြင်တတ်ရသော သူအိုကမ္မထမ်းရုပ်တတာပင်ဟု တွေးတောတရားဖြစ်တော်သည်တို့ရတွင်သူဤမျက်လုံးသည်အလွန်ကြည်လင်၍အတန်ဒီလဲမာကြောလာလေသည်အရာစကားပြောကြသည်မှာ ထိုဖိုးမာတင်သည် ရုပ်သေးစရာဖြစ်ခဲ့မှုကြောင့်လွန်ခဲ့သော အနှစ်30လောက်က ရှမ်းပြည်နယ်၌လှည့်လည်၍ရုတ်သေးရုတ်ကပြခြင်းသူ့ကိုရှင်းနေသူတို့ကသူ့ကိုရှစ်တော်ကြောင့်ပြူစားလိုက်ကြောင်းထို့သောပြူစားလိုက်သည့်နေမှဆာ၍သူ့မှာရုတ်သေးစင်ပေါ်၌ထိုင်၍မတည်ဆုံနိုင်တော့ပဲအရရရလှည့်၍စုံလင်သွားကဲ့သို့နေရာချောင်းများဖြစ်လေသည်အေးရဲ့ရှစ်လိုများပြူစားလေရသလားဟုတ်တယောက်ကပြောဘူးသည်ထိုအခါအရှားတယောက်က"အိုး ူကသူ့ကိုယ်သူရုပ်သေးစရာပဲလို့ဟန်ကြီးပန်ကြီးလုံနေတာလားမှမသိပဲဟုထောက်ဖူးသည်ထိုအခါနောက်တစ်ယောက်ကငါများဒီလိုရှင်းလာရင်ပြန်ရှင်းလိုက်ပါပဲဟုရေမောတန်နှင့်ရော၍ပြောဘူးလေသည်ဖိုးမတင်မဤကဘာပေါ်တွင် သူ၏ကိုယ်ပိုင်ပစ္စည်းကို၍မင်းသမီးရုပ်သေးတယုတ်တစ်ခေါက်ပါတစ်လုံးပေါင်းမို့မို့နှင့်လှင်ငယ်တစင်းသာရှိလေသည်ဖိုးမတင်သည်ပေါင်းမို့မို့လှင်ငယ်ဖြင့်အေယာဝတီမြဝကျုံးပေါ်ရှိ ရွာငယ်များတို့နှံ့ဆက်အောင်တွားကလှော်ခတ်လျက်နေလေသည်သူ၏လှေငယ်ဆိုက်ကက်ရာရွာတိုင်းတွင်သူသည်မင်းသမီးရုပ်ကို တကောက်ဖာတွင်မှထုတ်၍ပခုံး၌ကြောချင်းကပ်ပိုးလွယ်ကရွက်ကုံဖွင့်ထားသဖြင့်ရှေ့သို့ငိုက်ဆိုင်ငိုက်ဆိုင်နှင့် လွင့်သွားသော တုံကင်ကြီးပမာရွာရိုးသို့ချောက်၍အရေးကောင်းကောင်းတစ်ခုတွင် ကျိုးဆွဲကကပြလျက်ရှိလေသည်သူ၏မျက်နှာတွင်ထူထပ်သောမျက်ခုံးမူ၏ ပြင်းတွဲသောပား၏နှုတ်ခမ်းပေါ်တွင် ဖုံးအုပ်လျက်နေသောဖြူဆွတ်ဆွတ်နှုတ်ခမ်းမွေးများရှိလေသည်သူသည်မိသည့်အခါမှာရှင်ပြုံးသည်ဟူ၍မရှိအစဉ်အုံမိုင်းသောကောင်းကင်ကဲ့သို့တွေဝေငေးမော့လျက်ရှိလေသည်တို့ရတွင်သူ၏ကြောပြင်၌ပိုးလွယ်ထားသောမင်းသမီးရုပ်ကလေး၏မျက်နှာပုံမှာညလုံးဝိုင်းဝိုင်းနာတန်ပေါ်ပေါ်ပားပြင်ကလေးမှာချောမို့၍နှုတ်ခမ်းသားများမှာ ဟင်းသားပြတားရောင်စေးနီဆိုထသည်ရှိုပြုံးသောမျက်နှာသေးရှိလေသည် ဖိုးမတင်သည်ရှေးရိုးရုပ်သေးပြက်ကြီးပိသားစွာတရှင်ဟောင်းများကိုကြာနာစီဝါကြကြဆိုနိုင်လေသည်ခေကလာညောပေါ်တော်တရှင်များကိုလည်းတင့်တော်စွာဆိုနိုင်လေသည်အတန်မှာအရွယ်နှင့်မလိုက်ရှိုအေးသောအတန်ဖြစ်သည် ထို့ကြောင့်နားစင်ရသူလူကြီးလူငယ်ဟူသည်မြသည်ထိုတရှင်တဲ့အဖိုးအိုအားတန်နာကြလေသည်တရားကြသည် ထို့ကြောင့်ဘိုးမတင်သည်ရောက်လျာရက်တိုင်း၌မနှစ်လိုအပ်သောအနိဋ္ဌာယုံသာဆင်းရဲမဟုတ်ဒုက္ခသိန်းတို့ဤကျင်နာစွာစောင့်ရှောက်ခြင်းရေပေးခြင်းအဝတ်အစားပေးခြင်းအစားအစာကျွေးခြင်းနေရာထိုင်ခင်းပေးခြင်းရှစ်ခင့်ပြုံငါစွာခေါငင်ခြင်းတည်းဟုသောဤတတ္တလောကကြီးဤသူထူးဆုမြတ်ကိုခံယူခဲ့သော သူဆင်းရဲမျိုးသာဖြစ်လေသည်တို့ရတွင်ဖိုးမာတင်သည်ထိုစုထူးစုမြတ်ကိုခုံခုံမင်းမင်းရှိလာသည်မဟုတ် နားဆင်သူတို့၏ဆန္ဒကိုဖြစ်ပြီးတထွာမြတော်မိမိဝမ်းကိုဝါစီပြီးလျင် လူနှံ့ကိုမခံကျင်သောအမူအရာဖြင့်မိမိ၏ပေါင်းမို့မို့လှေကလေးစီတို့အမိအယပြန်သွားတတ်လေသည်အချို့ကအဖိုးအိုအားရှင်မုံကြသည်အချို့ကအဖိုးအိုသည်မာနာကြီးသည်တကားလူဆန်းပြားဖြစ်သည်တကားဟုပြောတတ်လေသည်တို့ရတွင်ထိုစကားရက်နှစ်ခုသည် ဖိုးမတင်ဤစိတ်၌အစွန်အထင်းများမထီး ဘာသာအနှယောက်ပင်နေတတ်လေသည်လူလောကနှင့်ခက်ခွက်ွာနေခြင်းကို သူနှိမ့်ဆိုင်ဟန်တူလေသည် ထို့သောနေခြင်းသည် သူဝါဒနာဖြစ်ဟန်တူသည်ဖိုးမတင်၌ထူဆန်းသောအချက်တစ်ခုရှိသေး၏ထိုအချက်ကိုသိချာစွာစုံစမ်းနိုင်မှတွေ့မြင်နိုင်သည်အထူးသဖြင့်သူသည်အယုတ်ကိုကစေ၍တခြင်းကိုဆူလိုက်သည်ဖြင့်နားထောင်သူတို့ငေးမောနေသောအခါတွင်သူ၏အုံမိုင်းလျက်နေသောမျက်နာသည်လန်းလာ၍ အတန်ဒီလဲတိုး၍ကြည်လင်လာတတ်သည်သူဤကြုံလီသောကိုကာယသည်လဲအစ်စ်အစ်စ်သောခွန်အားပလာတို့ဖြင့်ကြီးထွားလာသည်ဟုထင်မှတ်ရလေသည်တရှင်းဆုံးသောအခါဖိုးမာတင်သည်ကြားနာသူတို့အားမတိမတာကြည်၍မိမိလိုရာသို့ထွက်သွားတတ်လေသည် တပေါင်းလာသည်ကျွန်ုပ်တို့ရွာသို့ဖိုးမာတင်ကြီးနှစ်ဆင့်နှစ်တိုင်းသူဤပြုံးချို့သောအယုတ်ကလေးကို ပခုံး၌လွဲကလာတတ်သော ကာလဖြစ်လေသည် ရွာရှိကလေးတို့သည်ဖိုးမတင်ကို တမျောမျောနှင့်နေကြသည်။တပေါင်းလာတွင်ပရေဖူးကလေးများသည် ပြေစင်၍စိမ့်လန်းသောအရွက်ဘဝသို့ကူပြောင်းပြီးနောက်ယခုအခါတွင်ရင်သောအဆင့်ကိုပင်စင်မှန်းကြပြီဖြစ်သည်ဖြင့်ရွာနောက်ပြေးရှိတောအော့ကလေးသည်မျိုးပုတ်ပုတ်အရောင်ကို ဆောင်ကြလေပြီ။ဖိုးမတင်၏တရှင်းတန်နှင့်တလအတွင်အပြာရန်ဆိုင်ကြားရငိမ့်ရသောအော်အော်တို့၏အတန်သည်လေရက်ဆဲ၍ အထအာကာမမိုးပြစ်စုံနတ်သားတည်ပင်လျင်ဒိုးတလိမ့်မိကမြူးတူးပျော်ပါကြလိမ့်ပြီဖိုးမတင်ကြီးတီကကျွန်ုပ်တို့ရွာတို့သူဤပေါင်းမို့မို့လှေကလေးနဲ့ပေါ်မလာတော့ချေကျွန်ုပ်ဒီဖိုးမတင်ကိုလွန်ခဲ့သောတပေါင်းလားကနောက်ဆုံးမြင်လိုက်ရသည်မြင်လိုက်ရသောအချိန်ဒီညနေဆောင်ဖြစ်သည်မြင်လိုက်ရနေရာဒီသူဤလှေကလေးဆိုင်ကလေးရှိသောကန်းဆွယ်တွင် ပေါက်နေသည့်လက်ပတ်ပင်အောက်ကနေရာဖြစ်လေသည် ကျွန်ုပ်သည်ဖြူရော်သောအသွေးရှိ၍အပွေးအပွေးထနေသောအခေါက်များကိုနေကြီးဖြော့ဖြော့ရိုက်သည်ဖြင့်ပန်းရောင်တောက်နေသောလက်ပံခိုင်းကြီးကို၎င်းထိုအကိုင်းမော့တွင်အရွက်ကားသောအခက်ကြား၌တားကောင်၏အုံနောက်ကိုဖောက်စားတော်မည်ဟန်ကဲ့သို့နားနေသော အမွှေးပွားပွားနှင့်တော်ကြီးကန်းကို၎င်းထိုအကိုင်းအောက်၌ခါးကိုစံတန်းလျက်ပခုံး၌ပိုးလွှဲထားသောမင်းသမီးရုပ်၏ကျိုးကိုဒဲလက်ဖြင့်ဆုပ်ကန်၍ နေရောင်ကိုညာလက်ဖြင့်မိုးကလည်းရဲ့ဝင်လူလူစဲဖြစ်သော နေနီလုံးကြီးစီတို့ငေးကြည့်နေသော ဖိုးမတင်ကို၎င်းယခုတိုင်မြေယောင်ယောင်ရှိသေးသည်လွန်ခဲ့သောနှစ်ကကျွန်ုပ်တို့ဤရွာမှထွက်ခွာလာသောဖိုးမတင်သည် အပြောကျင်လာသောဤမဟာပထဝီမြေကြီးပေါ်တွင်လွတ်လပ်စွာတွာလာပြီးနောက်ယခုနှစ်ကျွန်ုပ်တို့ရွာသို့လှည့်လာကနေစောင်းကုံတွင်အခုလောက်မှစ၍ နာကျင်တည်းဟူသောဗျာဝိမင်းဤအကျဉ်းသားတယောက်ပြုတ်ခတ်ဟန်တူလေသည်အကြောင်းမူကားကျွန်ုပ်သည်ရွာဖုံးတော်ချင်းနှင့်အတူတကားတနေ့သောနန္ဒခင်းတွင်ရွာအနီးရှိရွာတရွာသို့လက်ကွယ်များကိုဖြတ်၍သွားသောအခါတောအုပ်တစ်ခုဤအကြားမှကျွန်ုပ်တို့အားရှောင်းမြောင်းကြည့်ရှုနေသည့်အလားတစုံတကွပေါ်နေသောတဲခေါမိုးတစ်ခုကိုမြင်နေရသည် နေမင်းသည်ထန်းတစ်ဖြားလောက်ရှိနေပြီတို့ဖြစ်သောကြောင့်ရေငတ်သည်ကလည်းတကြောင် ထိုတဲခေါမိုးကိုလည်းယခုမှမြင်၍အံဩဒီကလည်းတကြောင်ဤအကြောင်းများကြောင့်ဖုံးတော်ကြီးအားလျှောက်ထား၍တဲရှိရာသို့ရောက်သွားလေသည်အတန်ငယ်လျှောက်သွား၍တောအုပ်ကိုဝင်မိသည်နှင့်တပြိုင်နက်ကျွန်ုပ်သည် ခရေပင်များဝိုင်းလျက်မော်ရွက်ကလေးများအပေါ်မျောနေသောချောင်းပြားချင်းချင်းတစ်ခုအနီးဖယိုပင်းဆောက်ထားသောဓဏီတဲငယ်တစ်လုံးဤအရှိတွင်ရောက်နေလေသည်ထိုနေရာသည်တိတ်ဆိတ်လာလေသည် ကျွန်ုပ်သည်ဦးကောင်းကုန်း၏တဲတဲသို့ဝင်လိုက်ပါသည်တဲတဲတွင်တစ်ခေါက်ပါဤနဘေး၌မွေးချောင်းလျက်ရှိသောသပင်ဟောက်နှက်၍နေသောမြက်အိမ်ဂျိုင်ဝမ်းသောပါစုပ်ဖွားသောနှုတ်ခမ်းတို့ထင်းနေကုန်သော မျက်နှာပိုင်ခြင်းဖိုးမတင်ဤအလောင်းကိုမြင်ရလေသည်တဲနိုင်ရန်တွင်အမိအသေးဆုံးခဲ့တော်လေတောကပြပါဒါဟုသည်မြူမြင်မှမရှိကြည်လင်လျက်နေတတ်သော ခလေးကဲ့သို့ရှိုးပြုံးသောမျက်နှာကလေးဖြင့် ်ရင်ကလေးကိုရှီမကသူ၏မင်းသမီးရုပ်ကလေးသည် တွဲလဲဆွဲလျက်ရှိလေသည်ဤတဲသည်ဖိုးမတဲ့အရှုံအောင်ခံသောဗျာဝိမင်းဤတာလောင်အိမ်ပေတကားကျွန်ုပ်၏ရှိ၌ဖိုးမတဲ့ဖိုးမတဲ့ဤနဘေး၌တစ်ခေါက်ပါတစ်ခေါက်ပါအထက်တဲနိုင်ရန်၌မင်းသမီးရုပ်ကလေးသည်ပြုံးလျက်ရှိလေသည် ဖိုးမတဲ့မှာကရှိုးပြုံးသောမင်းသမီးရုပ်ကလေးနှင့် နေရသောဘဝကိုအဆုံးတတ်လိုက်လေပြီအိုးတခင်ဖိုးမတဲ့ အတင်ဒီဒုက္ခသိန်းတို့အားအတင်ဤအတန်ဖြင့်မွေးလျော်စေခဲ့ပြီအတင်ကောင်းရာတုပတိတို့နားပါစေကျွန်ုပ်ဒီဤတို့လျင်ဆူတောင်းလိုက်ပါသည်ကျွန်ုပ်ဒီယခုအခါတွင် ဖိုးမတင်ဤပုံမှန်အစ်စ်ကို ကြည်ကျင်မြင်ကျင်သည်ရှိတော်စိတ်မျက်စိဖြင့်သာကြည်ကွင်ရတော်သည် သူဤတာယာသောအတန်စစ်ကိုကြားကျင်ပြန်ကားလေစိတ်နာဖြင့်သာနားထောင်နေရလေတော်သည် ဤနီးမှအပါ မနုဿလူသားတို့ဤဆွမ်းရည်သည်မတက်နိုင်ကုန်။အဖေကြောင့်ဆိုသော အလိုလိုလှုပ်ရှားခြင်းကမတက်နိုင်သောဖိုးမတင်ဤသွေးသားခန္ဓာသည်ဩဃသလောကတွင် အကျုံးဝင်သွားလေပြီ။ကျွန်ုပ်သည်ဖိုးမတင်ဤအလောင်းရှိတွင်တယောက်တည်းတုံလှုပ်လာသဖြင့်ဖုံးတော်ကြီးအားပင့်ခွရန်တဲမအထွက်တွင် ဖုံးတော်ကြီးနှင့်ရင်ဆိုင်တွေ့သဖြင့်အကြောင်းကိုလျှောက်ထားလိုက်လေသည်။ဖုံးတော်ကြီးသည်တဲအတွင်းသို့ဝင်၍အလောင်းကိုဆန်းတက်၏။ ညကပင်ဆုံးဟန်တူတယ်။ကဲကဲရွာတကြီးကိုမင်းတွားပြီးအကြောင်းကြောင်းဟုဆေလွတ်လိုက်တဲ့ဖြင့်ကျွန်ုပ်ဒီတဲမှခွာခဲ့လေသည်။နောက်တော့တစ်ချက်ပြန်၍ကြည့်လိုက်ရာဖုံးတော်ကြီးသည်မန်ကိုလျှော့ချနေသည့်ပမာငုံအပ်သောဥပြင်းဖြင့်တဲရှိ၌ရက်နေသည်ကိုမြင်ရလေသည်။တဲခေါင်မှအငွေကလေးများလည်းတလူလူထွက်၍နေကြလေသည်။စောကြီးကာဏလောကနှဝင်ပါ 1933ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဆာရည်သူဆရာကြီးဇော်ကြီးရေးသားသောဖိုးမတင်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာကျွန်တော်တို့တွေနောက်ထပ်ဝတ္ထုတို့လေးတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ